္ဂလာပါရှင်။ပြည်သက်တီအားလုံးအတွက်ခေတ္တပြုံမင်းအစီအစဉ်ကနေပြီးတော့ဒါရိုက်ထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်။ဒီနေ့ကတော့ဂျာတာဘရီနီဂျာတာဘရီနီနော်။ဟုတ်တယ်။ဂျာတာဘရီနီမှာဆိုရင်အဓိကကမင်းကလေးတွေအတွက်ပေါ့နော်။အထူးစပယ်ရှယ်တီးတန့်လို့တော့ဖြစ်နေတာ။ဒါပေါ့။အဲဒီနေ့ဆိုရင်တချို့ဆိုရင်တခါတော့အားကစားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလည်းပြောပြရဲ။ဒီနေ့မှာဆိုရင်တော့ဒါဝတ်ပုံစားပုံကိုကြည့်ပြီးတော့ပြည်သက်တီလည်းသိနေလောက်ပြီလို့ထင်ပါတယ်နော်။ဟုတ်တယ်။ဒီနေ့မှာပြည်သက်တီအတွက်ကဒါမိတ်ကပ်မလင်းချင်ပြီမှာပေါ့နော်။စကင်ကဲပြုလုပ်ပုံအနည်းစင်စင်ကိုဒါတေချာလေးပေါ့နော်။ကျောင်းကျင်ပညာရှင်နဲ့အကိုတိုင်းပ ြွပြတင်ဆက်ပေးသွားအောင်မှာလည်းဖြစ်ပါတယ်အဲ့တော့တင်ဆက်ပေးသွားမယ့်သူတွေကိုလည်းမိတ်ဆက်ပေးကြပါရှင်ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်သူတွေကတော့ငှပါရယ်တစဉ်ရယ်ဗီဒီယိုကနေပြီးတော့ဒီနေ့မှာပရိသတ်တွေအတွက်အကောင်းဆုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတော့ပရိသတ်တွေအနေနဲ့ဒီကနေ့မှာဆိုရင်အလှပကဏ္ဍမှာဒီ topic လေးပေးထားတဲ့အကြောင်းအရာလေးကခုနပြောလို့ makeup မလိမ့်ချင်မီမှာ skin care လိမ့်နှီးအဆင်စင်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သိရမှာဆိုတော့ပရိသတ်တွေအနေနဲ့ကိုသိချင်တဲ့အကြောင်းအရာရှိမယ်ဆိုရင်လည်းခက်သက်ပြုံမေးကိုဒါရိုက်ဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ဖုန်းနံပါတ်ကတော့39450 9994 ချချဖြစ်ပါရရှင် ုတ်ကဲ့ပါဒီတော့ဝိတို့အစီအစဉ်ကောင်းလေးကိုမစတင်မိမှာအနေနဲ့ပြည်သက်တွေဘဟုသုတရရမဲ့တည်င်းကြောင်းအရာတွေကိုပြပြပေးတယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းဝိတို့ရွေးချယ်ထားတဲ့တည်င်းနှစ်ပုဒ်ကပြည်သက်တွေအတွက်ဘဟုသုတအများကြီးရမယ်လို့ယုံကြည်ပါတယ်ရှင်ဟုတ်ပါတယ်ဒီနှစ်ပုဒ်ရှိရဲ့ပထမတည်င်းကောင်းစဉ်လေးပြပြလိုက်မယ်နော်ဟုတ်တယ်ပထမတည်င်းကောင်းစဉ်ကထူးထူးခြားခြားလေးပါဘာလဲဆိုတော့တနေ့မှာအကျဉ်း၈၀၀၀မှအနှာချေတဲ့ကောင်မလေးတယောက်ကြောင်းပြပြမှာဟုတ်တယ်တနေ့ထဲမှာအကျဉ်း၈၀၀၀ပေါ့နော်အဲ့ဆိုရင်အဆမပြတ်ကိုသူကနှာချေနေမှာဟုတ်တယ်နှာချေတာဘယ်တော့မှခံစားရမလဲတော့မသိဘူးနော်ဒီတော့ဒီ အကြောင်းအရာလေးပေါ့နော်ဆရာဝန်တွေကလည်းအဖြေမရှာနိုင်သေးပါဘူးတနေ့မှဆိုလို့ရှိရင်အကျဉ်းရေ8000နှာချီတဲ့တမိငယ်အတွက်ပေါ့နော်ကုညီနိုင်ကုညီပေးဖို့ဆိုပြီးတော့မိခင်ဖြစ်သူပါဆရာဝန်တွေကုညီတောင်းထားတာတနာပါတယ်တနာပါတယ်နော်ဒီတော့ဟိုသူ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ daily mail မှာအထည်ဖော်ပြခြင်းခံရတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီတော့အဲ့ main client နဲ့ပတ်သက်ပြီးပြောတာဆိုရင်ဒီ main client ကဆိုရင်နာမည်ကတော့တဲ့ဆန်စီနာလို့ခေါ်ပါတယ်တဲ့အသက်ကငယ်ငယ်လေး9နှစ်အရွယ်ပဲရှိသေးတယ်ပေါ့နော်ဒီတော့သူ့ဟာဆိုရင်တဲ့လုံခဲ့တဲ့သတင်းပတ်၃ဘက်ကစပြီးတော့ ဟိုတာမန်အချိန်လေးနဲ့မတူဘဲနဲ့ခဏခဏနှာချီတာမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုနှာချီတဲ့အခါမှာဆိုရင်ねပထမကတော့အချိန်ရင်းနေတယ်အခုနောက်ပိုင်းကအချိန်၈000ရှိတဲ့အထိကိုမှဇက်တိုင်နေပါပေါ့နော်နေ့စဉ်ဒီလိုမျိုးနှာချီတလိုမျိုးဖြစ်လာတယ်နောက်ပို့ပြီးပြင်းထန်လာပါတယ်ဆိုပြီး daily mail ကနေပြီးဖော်ပြထားပါတယ်တဲ့อืมနားပါတယ်เนาะဟုတ်တယ်ဗျာပြောရမယ်ဆိုရင်နာချီရဲ့ဒီမှာဝိညာဉ်ကိုတတိယပါဝိညာဉ်နဲ့စုမော်ဆိုရင်လေနာချီဘိုးကိုဆောင်းပြီးလိုက်တူတာလေဩဟုတ်ပါဘူးဒါဟိုဘာလဲ တော့ခွေးရသည်ဆိုလို့ရှိရင်သူတွေကယောဂရပါဖြစ်တယ်တဲ့အကျိုးပြီးမဖြစ်အောင်လုပ်ကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကဟိုကထိတာဟုတ်တယ်မလားဒါပေမဲ့သူတို့ဘလောက်ဆိုဆိုငှို့ကနှာမကြည့်တတ်ဘူးဩဟာဘလောက်လို့လို့သူတို့တွေခဏခဏအဲ့လိုမျိုးတို့တယ်တို့ရလုံးဝနှာမကြည့်တတ်ဘူးဩထောက်ပြရထောက်ပြရလို့ရှုံးရှုံးပေးလိုက်ရပါတယ်အဲ့တော့ဒီလေးကိုလည်းတက်တယ် က်ပြီးတော့ပြောပြချင်ပါသေးတယ်ဒီဆက်စီနာဆိုတဲ့ကောင်မလေးကအဲ့အခုနောက်ပိုင်းမှာဆိုရင်သူက10မိနစ်ကို10ချိန်အောင်နှာချီတယ်အဲ့ပြောသွားတဲ့အချိန်မှာနှာမချီပင်မဲ့လေအဲ့ညာကသူကပြန်နိုးလာတယ်နှာချီတော့တာပဲတော်သေးတာပေါ့အဲ့နေတဲ့ချိန်တော့နှာမချီသေးဘူးနော်ပြီးတော့ဆရာဝန်ကြီးလည်းပြောထားတယ်နော်ဒီလိုမျိုးနှာချီတာကအေးမိတာကြောင့်မဟုတ်ဘူးတဲ့ပြောလို့ရှိရင်ဓာတ်မတ်တဲ့တာတစ်ခုကြောင့်လည်းမဟုတ်ဘူးတဲ့ပြီးတော့ဆရာဝန်ကြီးကဘာရောက်ရလဲဆိုတော့အဖြေရှာနေကြတာပါအင်းသူဆက်နေနော် အဲ့ပေါ်တော့ဟိုပြောမှဆိုရင်ဒါကလည်းယောဂဆန်းတစ်ခုလို့ပြောရမှာပေါ့နော်ဟိုဒီဆက်စီနာကိုဒီ main ကလေးကိုဆင်းမျိုးဆင်းကြီးအမျိုးမျိုးနဲ့တော့ကုတ်တာတယ်ပေါ့အဲ့လိုကုတ်တာရယ်ဆိုပေမဲ့လည်းအခုထိတော့အနာနဲ့ဆေးမတွေ့သေးတာမျိုးရှိနေသေးတယ်တဲ့ဒီတော့အခုသူ့ရဲ့သတင်းဟာဆိုရင်ဗာလည်းပြောပေါ့နော်ဒီ daily meme မှာလည်းဖော်ပြထားတယ်ဒါဟိုတော်တော်များများလည်းသိနေပြီဆိုတော့ဒီနှာခြေရာနဲ့ပတ်သက်ပြီးဒီ main ကလေးကဘယ်လိုယောဂဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာဝန်တွေတချို့ဒီကဘာပေါ်မှာရှိတဲ့ဆရာဝန်တွေအနေနဲ့သိလာတဲ့အခါကျရင်ကုတ်တာနေတော့တွေ့လာမှာတော့သိကြပါတယ်ပေါ့နော်အခုချိန်ကတော့မ သိသေးဘူးเนาะအခုအချိန်ကြီးရောမသိသေးဘူးတနာဖို့ကောင်းနေပေါ့เนาะပြီးယောဂဆန်းဆိုတာလည်းကို66ပါယောဂမှာမဟုတ်ဘူးဟိုဒီထက်ပိုပြီးများရယောဂတွေလည်းဒါလူတွေမှာဖြစ်နေတယ်အဲ့တော့ဒါအားလုံးပဲသတိထားကြပါเนาะ တယ်ကဲနောက်ထပ်သတင်းတော့နောက်ထပ်သတင်းလို့ရှိသေးတယ်နောက်ထပ်သတင်းဘုတ်ကလည်းအဲ့ဒါပါလဲဆိုတော့အဲ HIV AIDS နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ HIV AIDS နဲ့ပတ်သက်ပြီးတော့ကမ္ဘာတဝန်းမှာဆိုရင်တိုက်ဖြတ်မှုတွေဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်သတိပေးမှုတွေဒါအများကြီးရှိတယ်ဒီတော့အဲ့ HIV AIDS ဆိုရင်ねအဲအဓိကကပေါ့နော်ဒီသတင်းထဲမှာဆိုရင်အာဖရိကကအရွယ်ရောက်စားလူငယ်တွေကတိတ်ဆုံးရတဲ့အဓိကအကြောင်းရင်းဖြစ်နေတယ်တဲ့ပြီးတော့လူငယ်တွေတိတ်ဆုံးရတဲ့အကြောင်းရင်းကဟိုဒီ HIV AIDS ဖြစ်လာတဲ့အခါမှာဆိုရင်ပြောမယ်ဆိုရင်လူငယ်တွေဆိုတာမျိုးဆက်သက်တွေ တော့လူငယ်တွေကနေဒီလိုမျိုးဟိုတိတ်ဆုံးမှုတွေများပြားလာတဲ့အခါမှာဆိုရင်ဟိုပြောမလို့နိုင်ငံရဲ့မျိုးဆက်သစ်တွေတဖြည်းဖြည်းနဲ့အညံ့တုံးသလိုဖြစ်နေတာပေါ့နော်ဒီတော့အာဖရိကတိုက်မှာဆိုရင်အသက်10နှစ်ကနေ16နှစ်ကြာပဲရှိတဲ့လူငယ်တွေတဲ့အရန်ငယ်လုံးနဲ့ဒါတွေဟာဆိုရင်ပေါ့နော်ဒီတော့ဒီလူငယ်တွေတိတ်ဆုံးရခြင်းရဲ့ထိတ်ဆုံးအကြောင်းရင်းကတော့ HIV AIDS ကြောင့်ဖြစ်နေပါတယ်တဲ့ဒီတော့ UNICEF ဥက္ကဋ္ဌ Anthony Lee ကနေပြီးတော့ဇူလိုင်လ16ရက်နေ့မှာစတင်ပြုလုပ်ခဲ့တဲ့2016ခုနှစ် AIDS ထိပ်သီးညီလာခံမှာသူတို့ကအစီရင်ခံစာအရာပြောကြား ခဲ့ပါတယ်။ဒီတော့ HIV AIDS ရောဂါကူးစက်မှုကိုတိုက်ဖြတ်တဲ့အခါမှာဆိုရင်ねဟိုအတိတ်ကကမ္ဘာတဝန်းမှာဆိုရင်လည်းပေါ့နော်အမျိုးစုံနီလမျိုးမျိုးနဲ့အာဟိုသူတို့အနေနဲ့နှလုံးစော်တယ်ဒီတိုက်ဖြတ်မှုနဲ့ပတ်သက်ပြီးအသိပညာပေးတယ်ဒါတွေကကျတော့တဖြည်းဖြည်းနဲ့တော့တိုးတက်မှုတွေရှိလာတယ်ဆိုပေမဲ့ ခလေးတွေအရွယ်ရဆလူငယ်တွေပေါ့နော်ဒီဒီယောဂါပို့ကူးဆက်ပြီးတော့မတမ်းမှဖြစ်တာတွေနောက်ပြီးတေဆုံးတာတွေကာကွယ်ပေးမှဆိုရင်တော့လုပ်စရာတွေအများကြီးကျန်သေးလေးရယ်ဆိုပြီးတော့ပြောပြထားတယ်ဒီတော့အဓိကတော့လူငယ်တွေဒီအသိပညာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လိုအပ်နေတဲ့သဘောပေါ့နော်ဒီတော့တောင်အာဖရိကနိုင်ငံဒါဘန်မြို့မှာတဲ့ကျင်းပတဲ့ဒီနီလာကန်မှာဒီပေါ့နော်ခုနပြောခဲ့တဲ့ UNICEF ဥက္ကဋ္ဌကနေပြီးတော့ပြောကြခဲ့တာပါတဲ့ဒီတော့ AIDS ယောဂါကဘာတော်မှာရှိတဲ့10နှစ်ကနေ16နှစ်ကြာလူငယ်တွေတေဆုံးရတဲ့ဒုတိယအကြောင်းရင်းဖြစ်နေတဲ့အတွက်ကြောင့်လေအာဖရိကကတော့ပထမ အကြောင်းရင်းဖြစ်သူတို့ညီလာခံမှာတွေ့ရှိခဲ့ရပါတယ်။ဆယ်နှစ်ကနေ19နှစ်เนาะဒါတကယ်ကိုဆယ်ကျော်သက်အရွယ်ဟုတ်တယ်။ဟောဖူးပွင့်နေတဲ့ဒါပန်းလေးတစ်ပွင့်လိုပဲပေါ့เนาะ။ဒါအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်ဒီ AIDS ရောဂါနဲ့ပေါ့เนาะဆက်နွယ်ပြီးတော့တည်ဆုံးခဲ့ရတဲ့အသက်15နှစ်ကနေ19နှစ်ကြာလူဦးရေအနေနဲ့ဆိုရင်တဲ့2000ပြည့်နှစ်နောက်ပိုင်းမှာဆိုရင်နှစ်ဆတောင်မြင့်တက်လာခဲ့တယ်တဲ့။ဒါအပြင်လည်းကမ္ဘာပေါ်မှာရှိတဲ့ဒီအသက်ရွယ်ပေါ့เนาะအပိုင်းခြားအုပ်စုတွေမှာဆိုရင်နိုင်တိုင်းဟာတဲ့ရောဂါကူးစက်ခံရမှုအသက်ပေါ့เนาะ29ခုထိတောင်ရှိနေတယ် ယ်ဆိုပြီးတော့လည်းထပ်မံပြီးတော့တီးခဲ့ရသေးတယ်။အထူးသဖြင့်အနေနဲ့ဆိုရင်ဒါမိန်ကလေးတွေပေါ့နော်။မိန်ကလေးတွေอ่ะဆိုရင်ပို့ပြီးတော့လည်းခုခံအားတွေပေါ့နော်။နဲတယ်။ခုခံမှုအားနဲတယ်။ဒါကြောင့်ကဘာတဝမ်းမှာ HIV ယောဂါပိုးကူးစက်ခံရတဲ့ဒါမိကောင်ပေါက်အရွယ်ပေါ့နော်။ဒီအရွယ်လေးတွေอ่ะဆိုရင်တဲ့မိကောင်ပေါက်အရွယ်တွေရဲ့65ရာခိုင်နှုန်းอ่ะဆိုရင်မိန်ကလေးတွေဖြစ်နေတယ်ဆိုပြီးတော့လည်းခုနက UNICEF ဥက္ကဋ္ဌကပေါ့နော်ပြောကြားခဲ့သေးတယ်။ကမ္ဘာတဝန်းလုံးမှာရှိတဲ့ဒါ HIV ပိုးကူးစက်ခံရသူရာဂိုင်းနှုန်း80အနည်းနဲ့ဆိုရင်အာဖရိကအောက်ပိုင်းဒေသပေါ့နော်ဒီ မှာဆိုရင်နေထိုင်နေကြပြီးတော့2015ခုနှစ်ကကဘာပေါ်မှာရှိတဲ့ HIV ပိုးကူးစက်ခံရတဲ့အရွယ်ရောက်ဆလူငယ်၄ဦးမှာတဲ့၃ဦးပါဆိုရင်ဒါမိန်းကလေးတွေဖြစ်နေတယ်ဆိုပြီးတော့လဲပြောထားပါသေးရှင် စိတ်မကောင်းစရာတစ်ခုပါပဲเนาะဒါလည်းဟုတ်တယ်ဒါပေမဲ့ပေါ့เนาะဒီမိခင်ပေါ့မိခင်နေကကလေးကိုနှုတ်တတ်တဲ့အချိန်နေပြီးတော့လို့ရှိရင်မွေးဖွားတဲ့အချိန်နေမှာဆိုလို့ရှိရင်လေ HIV ရောဂါပိုးကိုဆန်တော့က2000ပြည့်နှစ်ကစတင်ပြီးတော့80ရာခိုင်နှုန်းထိသူတို့ကကျဆင်းသွားတယ်ဆိုတော့ဒါသတင်းကောင်းတစ်ခုလို့ပြောလို့ရတယ်เนาะသတင်းဆိုရင်ခြေရသတင်းကောင်းတစ်ခုပါ2015ခုနှစ်မှာဆိုလို့ရှိရင်လေကဘာတဝမ်းမှာအသက်16နှစ်အောက်ရောဂါပိုးကိုဆက်ခံရသူစုစုပေါင်းထောက်ပံ့ကြော်ပါတဲ့အိန္ဒိယကင်ညာတဲ့မိုဇမ်ဘစ်တောင်အာဖရိကပေါ့เนาะတန်ဇန်နီးယားနဲ့နိုင်ဂျီးရီးယားတို့ကနေဖြစ်ကြပါတယ်ဆိုတော့နိုင်ငံနဲ့နိုင်ငံနေ ပါပြပြပေးထားတာဖက်နိုင်ငံတွေမှာပြထားလဲဆိုတာလေးပေါ့နော်နောက်တစ်ခုကကြတော့ပြီးခဲ့တဲ့ဆယ်စုနှစ်၃ခုအတွင်းမှာဆိုလို့ရှိရင်ရရှိထားတဲ့တိုးတက်မှုတွေဟာတဲ့သူတို့ရေရုံးကန်ကြိုးပမ်းမှုတွေအဆုံးသတ်သွားပြီဆိုပြီးတော့အထိပ္ပယ်မရပြန်ဘူးတဲ့ခုနကတော့80ရာခိုင်နှုန်းမရှိတော့ဘူးဆိုပေမဲ့လည်းဒါက ဆက်လက်ပြီးတော့လှုပ်ရှားမှာပဲဟုတ်တယ်ကောင်းတဲ့သတင်းတစ်ခုတော့သူတို့ပြောလို့မရသေးဘူးဗျာနော်သူတို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်22ကြိမ်မြောက်တဲ့နိုင်ငံတကာ AIDS ညီလာခံဖြစ်တဲ့2016 AIDS မှာဆိုလို့ရှိရင်လည်းသိပ္ပံပညာရှင်တွေနိုင်ငံရေးသမားတွေပြီးတော့လို့ရှိရင်တက်ကြွလှုပ်ရှားတဲ့သူတွေဥပဒေပညာရှင်တွေအလှူရှင်တွေစုစုပေါင်းပေါ့နော်ဒါ 18000ကျော်တက်ရောက်ခဲ့ကြတယ်။အော်။နော်ဟုတ်တယ်။ဘာလဲဖြစ်ဖြစ်ဒီနိုင်ငံတကာမှာနိုင်ငံတကာမှာဒီယောဂါတွေကဖြစ်နေရစင်နေတာသူတို့ကအဖြစ်အယံများနေရဆိုတော့အကောင်ကဝိုင်းဝန်းပြီးတော့ဒီယောဂါကဘလို့နေနေမလဲဆိုတာဟုတ်တယ်။ဘုရားမင်းဆွေးနွေးမှရတော့မယ်နော်။ဒါပေါ့အဲ့လိုဆွေးနွေးမှအင်မတန်မှလည်းကြောက်ဖို့ခေါင်းပါတယ်။ဟုတ်တယ်။ဒီတော့တက်ဆိုင်ရနေပြီးတော့အခုညီလာခံမှလည်းလုပ်ပြီးပြီဆိုတော့အဓိကတော့ပေါ့နော်ဟိုဒီကတော့အာဖရိကနိုင်ငံတည်င်းဆိုပေမဲ့လည်းလူငယ်အနေနဲ့တည်ထားကြဖို့ပေါ့နော်အဲ့အလေးနဲ့ပတ်သက်ပြီးတော့တိုက်တွန်းချင်ပါတယ် HIV AIDS ယောဂါဆိုတာကဟိုပြောမှဆိုရင်ဖြစ် ွားတဲ့အခါမှာဆိုရင်ပေါ့နော်အတေကတော့ခုခံကြဆင်းမယ်နောက်ပြီးစိတ်ကြဝေဒနာဖြစ်မယ်ဒီကနေဟိုယောဂအနေနဲ့တဖြည်းဖြည်းနဲ့လုံးမပါဝါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်အားလုံးသတိပြုကြပါဆင်ခြင်ကြပါလို့နော်ကဲအဲ့ဆိုရင်သတင်းချောင်းပြပါပြီသတင်းချောင်းပြပြီဆိုတော့ဒီကနေ့ရဲ့ topic လေးကိုပြန်သွားအောင်ဒီကနေ့မှာဟိုများသောအဖြစ်အလှပရေးရမှာဆိုရင် make up link channel နဲ့ပတ်သက်ပြီးတော့ခေတ်သစ်ပြုံးမင်းအစီအစဉ်လာလာပြီးတော့ပြပြပေးရဲအဲမဝင်းမင်းတန်းရှိပါတယ်ဒီကနေ့မှာအမကလည်းဖိတ်ခေါ်လာတယ်နော်အမချွတ်ချွတ်အဲဟုတ်ကဲ့အရင်ကဆိုရင်အမက make up link နဲ့ပတ်သက်ပြီးတော့ဆို ပြီးတော့ဗောနော် demonstration ပြမယ်ဆိုပြီးတော့အမမင်းနှစ်ပြောင်လေးနဲ့လာမင်းနှစ်ပြောင်လေးဆိုအဲ့မဝင်းမင်းတန်းရဲ့ skin အနေအထားကိုလည်းကိုရီးယားသိပြီးသား skin ရန်ကောင်းတယ်နော်ပြီးတော့အသားရည်ကောင်းတဲ့အတွက်ကြောင့်ဒါလှုပ်ဝက်ချက်တွေရှိမှာပါဒီတော့ဒီကနေ့မှာဆိုရင် beauty blogger နောက်ပြီးတော့ဒီ makeup artist ဖြစ်တဲ့မဝင်းမင်းတန်းအနေပြီးတော့ makeup မလင်းခင်မှာလိုအပ်တဲ့ skin care လေးကြီးအစီအစဉ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခက်တဲ့ပြုံးမျိုးအစီအစဉ်ကိုအခုပဲဖိတ်ခေါ်လိုက်ပြရစီရှင် မမမင်္ဂလာပါမင်္ဂလာပါဒီနေ့မှာမိတ်ကသေချာလေးပြင်လာခဲ့ရတယ်ဒီနေ့တော့ဒီနေ့တော့စောင်းဝဲစင်မခံစောင်းဝဲစင်မခံတော့ဒီလာလာလေးလာရညမလေးလာလာကြီးဂျာတယ်ဘာလဲလာနေတာပေါ့အမလာပြီးသားပါအမလာပြီးသားပြီးတော့နဝင်းမင်းသားရောက်နေပြီဆိုတော့နောက်လာမယ့်အပိုင်းမှာဆိုရင်အမကနေပြီးတော့ skin care လေးကြီးအဆင့်ဆင့်ကိုပြောပြပေးမှဖြစ်ပါတယ်နောက်တစ်ပိုင်းမှာပြန်လေးပြီးအဆုံးတွေ့ပါအောင်ရှင်